ဆေးဥစွာလူမဆန်စွာရက်ဆက်တဲ့လောက်ရက်တခုကိုမနေ့ကလှုပ်သွားခဲ့ပါတယ်။အလွန်လူမဆန်တဲ့လောက်ရက်ပါ။ဒါပေမဲ့ဒီတစ်ခါကျူးလွန်တာကအများပြည်သူအပေါ်မှာမဟုတ်ပါဘူး။သူစစ်တပ်ကစစ်သားတွေအပေါ်မှာပြန်ပြီးတော့ကျူးလွန်တာပါ။အဲ့ဒါကဘာလဲဆိုတော့ဒဏ်ရာအပြင်းထန်ရနေတဲ့သူစစ်သားတွေကို ပြန်တက်ဖို့အမိန်ပေးတာပါ။မကွေးတိုင်းပေါ့မြို့နယ်ကပ္ပစ24အရှိဘနာကရွာတွေမှာဆေးဥစုစစ်ကြောင်း၃ကြောင်းနဲ့တော်လိုင်းရဲ့အဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေပါတယ်။တိုက်ပွဲကပြင်းထန်ပါတယ်။ ီနေ့လဲဆက်ပြီးတော့ဖြစ်နေလေအောင်မယ်လို့ထင်ပါတယ်တိုက်ပွဲကိုတော်လန်ရေးအဖွဲ့တွေဘက်ကစတာပါဆေအိုစုရဲ့စစ်ကြောင်း၃ကြောင်းဟာကပ္ပစ24ကိုဝိုင်းရန်ကောက်ွယ်ထားတဲ့အနေနဲ့အဲ့နာကရွာ၃ရွာမှာတက်ဆွဲစခန်းချထားပါတယ်ခြိုင်ဆောက်ရွာမှာတက်စခန်းတစ်ခုဖုတ်တော့နဲ့ဖလန်းကိုင်းကျေးရွာအကြားထဲမှာတက်စခန်းတစ်ခုချထားပါတယ်ညောင်မင်းသားရွာမှာလည်းတက်စခန်းတစ်ခုချထားပါတယ် ပထမတက်စကန်နှစ်ခုကအင်အား200စီလောက်ရှိပြီးတော့ညောင်မင်းသားအနည်းကအင်အားစုကအင်အား100လောက်ရှိလိမ့်မယ်လို့ခန့်မှန်းရပါတယ်။တိုက်ခိုက်တဲ့တော်လိုင်းအင်အားစုတွေကတော့အဖွဲဆုံပါတယ်။ပေါ့မြို့နယ်ကြေးရွာပေါင်းစုံပကဖားတွေနဲ့မြို့နယ်ပကဖားတွေကစစ်စင်ရေးကိုစတင်တာဖြစ်ပြီးတော့ပြည်သူ့လူမျိုးရေးတပ်မတော် PLA 815တပ်ဖွဲ့ကလည်းအဓိကစစ်ကြောင်းတစ်ကြောင်းကိုတာဝန်ယူထားတဲ့အဖွဲတစ်ဖွဲ့ဖြစ်ပါတယ်။ရော PDF မကွေးခရိုင်တပ်ရင်းပေါ့မြို့နယ်တပ်ပေါင်းစု ပေါ့မြို့နယ်စုဖွဲ့မှု KG တပ်ဖွဲ့ဂံကောတပ်ရင် အပအဝင်တော်လိုင်းတပ်ဖွဲ့ဘုံဆောင်ဟာတာလွန်အင်အားစုစည်းပြီးတော့နိုဝင်ဘာလ16ရက်နေ့မှာစတင်ပြီးတော့ဝိုင်းပြုံထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်မတိတဲ့သတင်းမရသေးတဲ့အဖွဲ့တချို့တွေလည်းကြံကောင်းကြံနိုင်ပါတယ်အဲ့ဒါလို့ကြံခဲ့လို့ရှိရင်အဖွဲ့တွေများတဲ့အတွက်သတင်းအစုံလင်မရလို့ကြံခဲ့တာသာဖြစ်ပြီးတော့ဘာသဘောထားမှမပဘူးဆိုတာကိုတော့ကြိုတင်ပြီးတော့အသိပေးပါရစေ။ နိုဝင်ဘာလ16ရက်နေ့မှာစေအုပ်စုတက်တွေဟာတော်တော်များများအထိနာဆုတ်ခွာကြရပါတယ်။ဒါပေမဲ့ခြိုင်သောဘက်မှာစေအုပ်စုကအကွက်အကွင်းကောင်းတဲ့တောင်ကုန်းတွေပေါ်နေရာယူထားတဲ့အတွက်တကြိမ်တည်းနဲ့အပြက်ရှင်းလင်းဖယ်ရှားနိုင်တဲ့အဆင့်အထိအဲ့ဒီနေ့ကမရောက်ခဲ့ပါဘူး။နိုဝင်ဘာလ16ရက်နေ့မှာတော့စစ်ကောင်စီဘက်က Y12 တဆင်းနဲ့ paramotor ၄စီးစစ်ကူရောက်လာပါတယ်။ လေချောင်းပစ်ကူကိုအကာအကွယ်ယူပြီးတော့စစ်အုပ်စုစစ်တပ်ဘက်ကပြန်လည်ထိုးစစ်ဆင်လာပါတယ်အဲ့ဒါလို့ထိုးစစ်ဆင်ပြီးတော့ညနေ3နာရီလောက်မှာတော့ခြိုင်ဆောက်အထက်စုရွာနဲ့ဖျားကုန်းကိုစစ်အုပ်စုစစ်တပ်ကပြန်ရသွားပါတယ်ခြိုင်ဆောက်ကအထက်စုရွာနဲ့အောက်စုရွာဆိုပြီးတော့နှစ်ရွာရှိတဲ့အထက်ကအထက်စုရွာကိုပြန်ရသွားတာပါတနေ့ကုန်ထမင်းမစားဘဲနဲ့ဇက်တိုက်ပြင်းပြင်းထန်ထန်တိုက်ခတ်ရတဲ့အတွက်စစ်အုပ်စုရဲ့ စစ်သားတွေဟာတိတ်ပင်မနေကြပါတယ်။ဒဏ်ရာရထားတဲ့စစ်သားတွေလည်းတော်တော်များများရှိကြပါတယ်။တော်တော်ကြီးတစ်ဖက်တွေဟာလုံနေကြတဲ့အတိုင်းရန်သူရဲ့စကားပြောဆက်နဲ့ဆက်သွယ်ပြောကြတာတွေကိုကြားဖြတ်ဖမ်းယူနားထောင်တဲ့အချိန်မှာစိုးစောပိုင်းကကျွန်တော်ညီတန်းပြုတ်ခဲ့တဲ့အလွန်ရက်ဆက်တဲ့လောက်ရက်ကိုကြားခဲ့ကြရတာပါ။အဲ့ဒါကတော့တခြားမဟုတ်ပါဘူး။ဒဏ်ရာပြင်းထန်တဲ့သူတို့စစ်ကောင်စီဘက်ကစစ်သားတွေကိုတတ်ပစ်ဖို့အမိန်ပေးထားတာပါ။သူတို့ တိုက်ပွဲမှာတိတ်ပင်ပန်းနေပြီးဒဏ်ရာတိတ်ပြင်းထန်တဲ့စစ်သားတချို့လည်းရှိနေတယ်။အဲ့ဒီစစ်သားတွေအခုသူတို့လက်ထက်မှာရှိနေတယ်။ဘာဆက်လုပ်ရမလဲလို့အထက်မိန့်ကိုတောင်းခံတဲ့အခါမှာဒဏ်ရာပြင်းထန်တဲ့စစ်သားတွေကိုတတ်ပစ်ဖို့အထက်အရာရှိကစကားပြောချက်နဲ့အမိန့်ပေးခဲ့ပါတယ်။ဒါအပြင်ဖမ်းမိရဲ့ရွာသားတွေမှန်သမျှကိုလည်းအပြည့်ရှင်းဖို့အမိန့်ပေးပါတယ်။အရှင်ဖမ်းမိရဲ့ဆိုတဲ့စကားကိုမကြားချင်ဘူးလို့ပြောပါတယ်။ အရှင်ဖမ်းမိတယ်လို့ပြောလို့ရှိရင်ပါရိုက်မယ်လို့လဲကျိန်းွားပါတယ်စကားပြောဆက်သွယ်တဲ့အတန်ကိုဖုံးတဲ့အတန်ဖမ်းခဲ့သေးပေမဲ့ရှေ့ပိုင်းကိုအချိန်မီမဖမ်းလိုက်မိဘူးလို့တော်လိုင်းရေးရဲဘော်ကပြောပါတယ်ကျွန်တော်ထဲမှာလားပြောပါဗျာကျွန်တော်နောက်နေ့လောက်လာတဲ့ပြည်တိုင်း không mấy nào tụi mình lâu chưa nào lâu qua mình đâu có này đi về bắt lại này à yêu thao bộ về lùi đấy à là xin đeo mà lùi chứ mình không ăn đi Thank you. <coughs> စစ်ကောင်စီဟာဘာကြောင့်အဲ့ဒါလိုအမိမျိုးကို ပေးပါသလဲဘာကြောင့်လဲဆိုတော့ဒဏ်ရာပြင်းထန်တဲ့စစ်သားကိုပြန်သေးရင်ကြံတဲ့စစ်သားတွေရဲ့ပြစ်အားကျမှာဆိုလို့အဲ့ဒါလိုပြစ်တက်ခိုင်းတာပါအလွန်ရက်ဆက်ပြင်းထန်တဲ့အမိမတယုတ်ပြည်ကစစ်တပ်မှာအသုံးပြုဖို့အတွက်ပလတ်စတစ်ကြီးစံထုတ်လုပ်တာမျိုးရှိခဲ့ပူပါတယ်အချိန်နဲ့အချိန်ကာကိုလိုက်ပြီးတော့တင်ဒကဖြူဟာကြကြ အဲ့ဒီ plastic ကြည်စံတွေကိုအသုံးပြုတယ်လို့ဆိုပါတယ်ခဲနဲ့လုပ်တဲ့ကြည်ဘူးမဟုတ်တဲ့အတွက် plastic ကြည်ဘူးဟာထိချက်ခဲလောက်မပြင်းပါဘူးတေးတဲ့လူထက်ဒဏ်ရတဲ့လူကပိုများပါတယ်ဘာရွေချက်နဲ့အဲ့ဒါလိုလုပ်တယ်လဲဆိုတော့ရန်သူဘက်ကကြည်ပြအားယော့သွားလို့တာပါရန်သူဒဏ်ရသွားလို့ရှိရင်ကြည်ပြအားကနှစ်ယောက်စာလောက်ယော့သွားပါတယ်အ ਨੇ ဆုံးနှစ်ယောက်စာပါဒဏ်ရရတော့တဲ့လူကိုတက်ပြီးတော့ဆွဲရတာအဲ့ဒီဒဏ်ရရတဲ့လူကိုပြုစုရတာတွေအတွက် တခါတလေမှာလူနှစ်ယောက်စာထက်တောင်မှပို့ပြီးတော့ပြစ်အားရော့သွားပါတယ်တကယ်လို့တင်သွားခဲ့ရင်တော့တင်သွားတဲ့တယောက်အတွက်ပဲပြစ်အားရော့ပါတယ်တင်သွားတဲ့သူကိုကျန်တဲ့လူတွေကဂီယုမဆိုင်ကြတော့ပါဘူးမပြည့်စုံကြတော့ပါဘူးအဲ့ဒါကြောင့်တေတာထက်ဒဏ်ရာရတာပုံများအောင်ပလတ်စတစ်ကြည်စံကိုပြူဟာကြကြအသုံးပြုတာပါအခုဒဏ်ရာရတဲ့လူတွေကိုတတ်ပြစ်လိုက်လို့အမိန်ပေးတာအဲ့ဒီသဘောထား အဲ့ဒီနီးပြည့်ရနဲ့တော်တော်လေးဆင်တူပါတယ်။ဒံယာပြင်းပြထထန်ရနေတဲ့စစ်သားကို ကောင်းတဲ့စစ်သားကပြုစုနေရင်ကြီးပြအားလျော့မှာဆိုလို့ကင်းဆောင်မဲ့လူလျော့မှာဆိုလို့ဂရုချင်းတူးမဲ့လူလျော့မှာဆိုလို့စည်ရဲအတွက်အလုတ်လုတ်မဲ့လူလျော့မှာဆိုလို့ဒံရတဲ့စစ်သားကိုတပ်ပစ်ခိုင်းတာပါ။အဲ့ဒီအမိန်ကိုပေးတဲ့လူဟာအလဲအလက်အစစ်စစ်အရာရှိတယောက်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ဒါမျိုးဟာ policy မရှိဘဲနဲ့အမိန်ပေးလို့မရပါဘူးထိတ်ဆုံးကနေပြီးတော့ချမှတ်ထားတဲ့ policy မရှိဘဲနဲ့ဒီလိုအမိန်မျိုးကအလဲအလက်အဆင့်အရာရှိကပေးချင်နိုင် ပေးလို့မရပါဘူးအခုအဲ့ဒီအမိန်ကို ပေးတဲ့အလဲအလက်အဆင့်အရာရှိကိုသူ့ထက်အရာရှိတွေကအပြစ်တင်မှာမဟုတ်ပါဘူးရေးယူမှာမဟုတ်ပါဘူးပြက်ပြက်သားသားလုပ်တယ်ပြက်ပြက်သားသားအမိန်ပေးတယ်ဆိုပြီးတော့ချီကျူးရှင်တော်ချီကျူးပါလိမ့်မယ်ယာထုတောင်မှတက်နိုင်ပါလေအဲ့ဒါဟာစစ်တပ် စစ်ကောင်စီစစ်တပ်အရာရှိတွေရဲ့စိတ်နေသဘောထားခံယူချက် mindset ဖြစ်ပါတယ်ကျွန်တော်တို့ think media ရဲ့ video တွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင် လုပ်တာတွေဟာ မီဒီယာရဲ့ရည်ရည်အတွက် ကြီးကြီးမားမားအဟံအတာအနှောက်အယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လဲခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့ မူရင်း TM Media YouTube မှာသာ ကြည့်ရှုအားပေးခြင်းအပြင်မီဒီယာရေရှည်ရက်တင်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာဒါပေမဲ့တစ်တုံညာနှစ်ခွန်းဆက်စင်ရေးကာလပတ်ဝန်းကျင်တုန်းကသာဆိုရင်စေအုပ်စုဟာအခုလိုအမိန်မျိုးကိုပေးမှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာတုန်းကစေအုပ်စုမှာစစ်သားပြက်လက်ရှားပါနေပါတယ်ပင်စင်ယူပြီးတဲ့ စစ်မှုထမ်းဟောင်းတွေကိုတောင်မှ ပြန်ခေါ်နေပါတယ်စစ်သားမိန်းမတွေကိုတောင်မှစစ်တပ်နံပေးနေပါပြီတပ်ပြေးတွေကိုတောင်မှပြန်ချော့ခေါ်နေပါတယ်မှတ်မိကြပါလိမ့်မယ်သတင်းစာတွေမှာတပ်ပြေးတွေကိုခေါ်တဲ့စာတွေကြညာကြောင်ညာတွေကြောင်ညာတွေကြီးညာတွေဟိုထုတ်ပြန်ခဲ့တယ်ဆိုတာဟုတ်တော်လိုင်းအဖွဲ့တွေစီမှာလက်နက်ချအဖမ်းခံရပြီးတော့မှပြန်လာတဲ့သူတွေကိုတောင်မှပြန်ပြီးတော့လက်ခံခဲ့ပါတယ် စစ်သားမရှိရင်စစ်တပ်ကြီးတစ်ခုလုံးဘုံဘုံပျို့ချလူနေပါ အခြေအနေကိုအဲ့တုန်းကဆက်ရောက်နေခဲ့ပါတယ်တော်လိုင်းရဲ့အောင်မြင်ဖို့လက်တလုံးအလိုလောက်ပဲရှိတဲ့အခြေအနေမျိုးကိုရောက်ခဲ့ပါတယ်အဲ့တုန်းကဆိုလို့ရှိရင်အခုလိုဒဏ်ရာရတဲ့လူကိုပြစ်တတ်ဖို့အမိန်ပေးမှာမဟုတ်ပါဘူးရအောင်ပြန်တယ်ပြီးတော့ပြောက်အောင်ကုဖို့ကိုပဲအမိန်ပေးမှာပါအခုတော့အာရမစစ်မှုဒဏ်စင့်ခေါ်ထားတာဟာအပတ်စဉ်စကောတီရှိနေပါပြီ တို့သတ်မှတ်ထားတဲ့အတိုင်းအပတ်စဉ်တစ်ခုကိုလူရည်9000ရခဲ့တယ်ဆိုရင်အခုဆိုလို့ရှိရင်စစ်မှုထမ်းပေါ်တာအရေအတွက်ဟာတသိန်းနီးပါးရှိနေပါပြီဒါပေမဲ့အမှန်တကယ်တို့9000ရတာဟုတ်ချင်မှာဟုတ်မယ်နော်တို့ကစစ်မှုထမ်းနေအများကြီးရှိနေတယ်လို့ပုပ်ပုတ်ကျိုးကျိုးဝန္ဒဝါရဖြန့်ထားတာမျိုးလေဖြစ်ချင်ဖြစ်နိုင်ပါတယ်တို့မှာစစ်သားပေါ်တဲ့အချိန်အခုပြန်ရောက်နေပါပြီဘာပဲပြောပြောအခုစစ်သားပေါ်တဲ့အချိန်ရောက်နေပြီဆိုတော့သိကြပါတယ် အဲ့ဒါကြောင့်စစ်သားကိုသူတို့တံပိုးမထားတာပါအဲ့ဒါကြောင့်လဲဒဏ်ရလို့ရှိရင်တက်ပစ်လိုက်ကွာလို့အမိန်ပေးတာပါအခုဒဏ်ရအပြင်းထန်ရတဲ့စစ်သားဆိုတာကလည်းစစ်မှုထမ်းပေါ်တာတွေပဲဖြစ်ဖို့အများပါတယ်စစ်မှုထမ်းပေါ်တာမဟုတ်လဲသူကအဲ့ဒါလိုပဲသဘောထားမှာပါဒါဟာစစ်မှုထမ်းပေါ်တာအပေါ်မှာအောက်ခြေစစ်သားတွေအပေါ်မှာ သူတို့ထားတဲ့သဘောထားကိုရှင်းရှင်းလင်းလင်းမြင်ရတာပါပဲဒါဟာစစ်မှုထမ်းပေါ်တာတွေအပေါ်မှာသူတို့ထားတဲ့ သူတို့မှာရှိတယ်ဆိုတော့သူတို့ပြောနေတဲ့ရဲဘော်ရဲဘက်စိတ်တက်ပါပဲတကယ်တော့စစ်တပ်ကအရာရှိတွေဟာအောက်ခြေစစ်သားတွေကိုနွားတစ်ကောင်လောက်တောင်မှတန်ဖိုးမထားပါဘူးအောက်ခြေစစ်သားကိုသူတို့ကတနက်ပစ်တက်တဲ့ဆက်ရုပ်တွေလောက်ပဲသဘောထားတာပါစစ်သားတယောက်ကြာဆုံးသွားတဲ့အတွက်ဘူချုပ်ကြီးတွေဝန်းနေတယ်ဆိုတာဝယ်ထားတဲ့ဆက်ရုပ်တွေကိုပျက်စီးသွားလို့ဝန်းနေတဲ့လောက်ပဲရှိပါတယ်သူတို့ဟာစစ်သားတွေကိုအရင်ကစစ်တူရင်ခွက်ပေါ်ကနေရုပ်လေးတွေလိုပဲသဘောထားခဲ့ပါတယ် စစ်ရေးတင်တကားဖြူအားအတွက်စစ်စင်စစ်ကစားတဲ့အခါမှာဒီတိုက်ပွဲမှာစစ်သားဘလောက်ပေးမယ်စစ်သားဘလောက်ရင်းမယ်ဆိုတာမျိုးကိုသူတို့စဉ်းစားလေ့ရှိပါတယ်မြို့တစ်မြို့စခန်းတစ်ခုကိုတိမ့်နိုင်ဖို့အတွက်စစ်သားဘလောက်တော့ရင်းလိုက်မယ်ဆိုတာမျိုးကိုစဉ်းစားလေ့ရှိပါတယ်လက်နက်ဘလောက်ကြည်ဘလောက်စစ်သားဘလောက်ပေးလိုက်ရပြီးတော့ဘလို့စခန်းတစ်ခုကိုပြန်ရလို့ရှိရင်ဘလို့မြို့ကိုပြန်ရလို့ရှိရင်ထိုက်တန်တယ်ဆိုတာမျိုးနဲ့သူတို့ဈေးအတွက် တွက်လေးရှိပါတယ်ရှစ်သားဆိုတာကြည်စံတလက်ကြည်တောင်လို့ပဲသူတို့အတွက်တံပိုးတွက်လို့ရတဲ့ဈေးတွက်တွက်လို့ရတဲ့စစ်ဖက်ဆိုင်ရာပစ္စည်းကရိယာတခုဆိုတဲ့သဘောမျိုးပါအခုဖြစ်ခဲ့တဲ့ဖြစ်စဉ်ကိုကြာတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကထမားတယ် PLA 715အဖွဲ့ကရဲဘော်ထွန်းနိုင်ဆိုတဲ့ခေါင်းဆောင်တယောက် ဆုံးသွားတဲ့အဖြစ်အပျက်ကိုပြန်သတိရမိပါတယ်။ညောင်းဥပကရဲဘော်လို့ကျွန်တော်မှတ်သားမိပါတယ်။ဒဏ်ရတဲ့ရဲဘော်ကိုကြည်စံနေကြားထဲမှာတက်ဆွဲရင်းနဲ့အသက်ပေးသွားခဲ့တဲ့ခေါင်းဆောင်ရဲဘော်တယောက်ပါ။ကျေးစာစစ်တပ်ရဲ့ကျေးစာစိတ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့ရဲ့ရဲဘော်ရဲဘက်စိတ်တပ်ခြားနားတာကိုအဲ့ဒီမှာမြင်နိုင်ပါတယ်။စစ်အုပ်စုဟာသူစစ်တပ်ကိုလေ့ကျင့်သင်တန်းပေးတဲ့အခါမှာလဲအမြဲလိုလိုရိုက်နဲ့နှိပ်စက်ပြီးတော့သင်တန်းပေးလိမ့်ရှိပါတယ်။ ဲ့ဒါကိုပဲချွေးတွက်များမှာတွေးတဲ့နည်းမယ်လို့အကြောင်းပြလေးရှိပါတယ်တကယ်တော့ passive စစ်တပ်မို့လို့ passive လောက်ဟန်အတိုင်းလောက်တာပါသူတို့စစ်တပ်ကလည်းဟိုးအရင်အစကတည်းက passive ဂျပန်တွေကပါနာရိုက်ပြီးတော့ကြတော့လက်ကျင့်သင်တန်းပေးတာကိုခံယူခဲ့ရတဲ့စစ်တပ်ပါအထက်လူကိုကြောက်ရွံ့နေတဲ့စိတ်တက်ကိုရင်ထဲအသေးသေးထိစိတ်ဝင်နေအောင်သူတို့ကလှုပ်ထားတာပါအမြဲတမ်းအမိတ်နာခံနေအောင်အမြဲတမ်းကြောက်နေအောင် လောက်ထားတာပါ DSA ဘိုးလောင်းတင်တန်းမှာတောင်းမအထက်အကြီးတန်းကအကောင်တွေကဝိုင်းထိုးလို့အငယ်တန်းကအကောင်တည်ရတဲ့အဖြစ်မျိုးကိုမကြာခဏကြားရလေရှိပါတယ်အဲ့ဒါတွေကမတော်တဆဖြစ်တဲ့အဖြစ်ပြက်တွေမဟုတ်ပါဘူးတမင်ရွယ်ပြီးတော့ပုံစံသွင်းတဲ့လောက်ရတွေပါသူရရွှေမန်တာတိုးနိုင်မှန်ဘိုးတန်းန်းတက်တုံးကတော့ဘိုးတန်းန်းကဆရာလေးကအစကြောက်တူးတုံပြီးတော့ဖားခဲ့ကြရတယ်ဆိုတာမျိုးကိုစစ်ဖို့လောကမှာလူသိများပါတယ်သူရရှင်မန်း တားတယ်မကပါဘူးတခြားအကောင်ကြီးရဲ့သားသမီးတွေလည်းအဲ့ဒါလိုပါပဲတခြားဘိုးလောင်းတွေငတ်နေတဲ့အချိန်မှာတိုးနိုင်မှန်းအတွက်တင်းတန်းဆရာတွေကနိုင်ငံခြားကလာတဲ့ beach ကဘူးတွေကိုမပြတ်အောင်အနားမှာထားပေးကြရတယ်လို့ဆိုပါတယ်တော်လိုင်းရဲ့အဖွဲ့တွေမှာတော့ရဲဘော်အချင်းချင်းမခွဲခြားဖို့ရဲဘော်တွေကိုအဲ့ဒါလိုနှိမ့်ဆက်ညှဉ်းပန်းတာမျိုးမလုပ်ဖို့တော်လိုင်းသမားအချင်းချင်းမတရားမလုပ်ဖို့တော်လိုင်းရဲ့ခေါင်းဆောင်တွေနိုင်ငံရေးခေါင်းဆောင်တွေကမကြကနာ3ပြည့်တဲ့ပါလေ ဒါမှန်ပါတယ်ဖိနှိပ်တဲ့စေအုပ်စုကိုဖက်စစ်ကိုမကျေနပ်လို့တော်လှန်ရေးလုပ်ပါတယ်ဆိုမှတော့ကိုယ်နှိပ်ဆက်ညှဉ်းပန်းတာကိုဘယ်တော်လှန်ရေးသမားကခံနိုင်မှာလဲဘလို့လုပ်ပြီးတော့ခံသင့်တယ်လို့ဆိုနိုင်မှာလဲဒါပေမဲ့ဝမ်းနေစရာကောင်းတာတခုကတော့တော်လန်ရေးတက်ဖွဲ့တွေတော်တော်များများမှလည်းအောက်ခြေတက်သားကိုအဲ့ဒါလိုနှိမ့်ဆက်ညှဉ်းပန်းတဲ့အလေးထားမျိုး ရှိနေသေးတယ်လို့သိရတာပါအဲ့ဒါဟာတော်လန်ရေးရှုံးနိုင်စင်နိုင်တဲ့အကြောင်းတရားတစ်ခုဖြစ်တယ်လို့သတိပေးချင်ပါတယ်အဲ့ဒါကိုတင်းတင်းကြပ်ကြပ်တာစီပိတ်ပင်ဖို့လိုပါတယ်တော်လန်ရေးမရှုံးရင်တောင်မှအဲ့ဒါလိုတက်မျိုးတွေကြီးထွားလာလို့ရှိရင်နောက်မှဖက်စစ်စစ်တဲ့ဖြစ်လာတတ်ပါတယ်တော်လန်ရေးအောင်မြင်တောင်မှအောင်မြင်ရခြင်းမနဲ့ဖက်နဲ့အလကားဖြစ်သွားနိုင်ပါတယ်တော်လန်ရေးတက်မှာဖက်စစ်စိတ်တဲ့ဖက်စစ်လုပ်ဟန်နေတယ်မလားဖို့အရေးကြီးပါတယ်တော်လန်ရေးတက်တက်မှာအောက်ချီရဲဖို့ တပ်မှုတွေကရိုက်နှက်တင်နှန်းပေးနေလို့ရှိရင်တင်နှန်းနဲ့မဟုတ်တဲ့အချိန်မှာလဲစီကံမလိုက်နာတာကိုရိုက်နှက်တဲ့ဆုံးမတယ်ဆိုတာမျိုးအဲ့လိုအသုံးနှုန်းမျိုးတွေနဲ့ပြောဆိုပြီးတော့လောက်ကိုင်းနေလို့ရှိရင်အမြန်ဆုံးပြင်ဆင်ကြပါလူမှုကိုဒုက္ခပေးမိရင်လူမှုမကြည်ဘူးတဲ့အလုံမျိုးတွေကိုလုံးမိနေတယ်ဆိုလို့ရှိရင်ပြင်ဆင်ကြပါမပြင်နိုင်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီအဖွဲဟာတော်လန်ရေးလုံမနေပါနဲ့အဲ့ဒါလိုတက်မျိုးကိုဖျက်ပစ်လိုက်တာကပိုကောင်းပါလိမ့်မယ် အဲ့လိုတက်မျိုးနဲ့တော်လိုင်းကြီးအောင်မြင်လို့ရှိရင်လည်းနောက်မှဖက်စစ်တဲ့အစ်စ်ထွက်ပေါ်လာတာပဲဖြစ်ပါလိမ့်မယ်။မကြခင်ကကျွန်တော်ကင်းနီနယ်မြေဘက်ကိုရောက်ပါတယ်။ကင်းနီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကလလရတတက်ကိုကျွန်တော်နည်းနည်းပါးပါးလေ့လာခွင့်ရခဲ့ပါတယ်။တိတ်အများကြီးထဲထဲဝင်ဝင်တော့လေ့လာဖို့အခွင့်အရေးမရခဲ့ပါဘူး။ဒါပေမဲ့လေ့လာမိတဲ့လောက်ထဲကအထူးကျင့်တဲ့ဆရာကောင်းတဲ့အချက်တချက်ကိုတွေ့ရပါတယ်။ကလလရတမှာအရင်တုန်းကတပ်မှုကငွေသားတွေကိုရိုက်နှက်တာမျိုးရှိခဲ့ဘူးပေမဲ့အခုခါမှာလုံးဝ ရိုက်နှက်ခွဲ့မပြုတ်ဘူးဆိုတာကိုတွေ့ရပါတယ်တော်လိုင်းရေးတက်ဖွဲ့ဆိုတာဒီလိုမျိုးဖြစ်ရမယ်လို့ကျွန်တော်စိတ်ထဲမှာအောက်မေ့မိပါတယ်ရိုက်နှက်ခွဲ့မပြုတ်ုံသာမကဆဲခွင့်တောင်မှမပြုတ်ဘူးဆိုတာမျိုးကိုတွေ့ရပါတယ်အဲ့ဒါအလွန်ကောင်းပါတယ်အတူယူစင်ပါဆေးအစွာစစ်မှုတန်းပေါ်တာတွေကိုနွားနေလို့တနက်ပြတ်တဲ့ဆဲရုပ်တွေလို့သဘောထားနေပါတယ်အဲ့ဒါကို ပေါ်တာစစ်သားတွေအနေနဲ့ရှင်းရှင်းလင်းလင်းသိထားနားလည်ထားဖို့လိုပါတယ်ငါတို့ကိုသူတို့ဘယ်လိုသဘောထားတယ်ဆိုတာကိုကောင်းကောင်းသိဖို့လိုပါတယ် သူတို့ကအသက်စွန့်တိုက်နေရပေမဲ့သူတို့အသက်ကိုစေယုတ်စုကဘာမှတန်ဖိုးမထားဘူးဆိုတာကိုသိဖို့လိုပါတယ်။တနက်တက်လောက်ကြည်စံတရောင်းလောက်တောင်မှတန်ဖိုးမထားဘူးဆိုတာကိုသူတို့နားလည်ဖို့လိုပါတယ်။သူတို့သေသွားလို့လည်းဘယ်စစ်ကောင်းဆောင်ကမှဝမ်းနဲ့မနေပါဘူး။ဝမ်းမနေရင်သာမကဒဏ်ရလို့ရှိရင်တက်ပြဖို့တောင်မှခိုင်းပါသေးတယ်။စစ်မှုဒဏ်ပေါ်တာစစ်သားတွေဟာကိုနဲ့ရန်သူမဟုတ်တဲ့လူငယ်တွေကို အဲ့လူငယ်တွေကတော်ရုံတိုင်ရုံလူငယ်လည်းမဟုတ်ပါဘူးတိုက်ချစ်ပြည်ချစ်စိတ်နဲ့မတရားမှုကိုတော်လှန်နေတဲ့လူငယ်တွေအဲ့ဒါလိုလူငယ်မျိုးတွေကိုစစ်မှုထမ်းပေါ်တာတွေဟာတက်ဖြတ်နေရပါတယ်အဲ့ဒါလိုတက်ဖြတ်နေရတဲ့မိစ္ဆာစစ်သားမိစ္ဆာကောင်တွေဘဝကိုစိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေရောက်နေကြရတယ်ဆိုတာကိုသူတို့ကိုယ်တိုင်နားလေသဘောပေါက်ကြဖို့လိုပါတယ်အဲ့ဒါလိုဘဝမျိုးကယုံထွက်ဖို့လိုပါတယ်သူတို့ဟာဆက်စုပ်ရင်ရှားစရာဘဝကိုရောက်နေပါတယ် ပြည်သူလူထုတရားလောင်းကဆက်ဆုပ်ယွန်ရှာတဲ့ဘဝမျိုးကိုရောက်နေပါတယ်စစ်မှုထမ်းဆက်သားတွေဟာစစ်ကောင်စီကိုကြောက်ပြီးတော့တစ်ဖက်မှာလဲလွတ်အောင်ပြေးနိုင်တဲ့အစွမ်းအစမရှိတော့အညံ့ခံလိုက်ပါလာပြီးတော့စစ်ထဲကိုရောက်လာကြတဲ့သူတွေပါဂုံယူစရာဘာမှမရှိပါဘူးအဲ့ဒီအဖြစ်ပြဟာရှက်စရာအလွန်ကောင်းပါတယ်နောင်တပိုင်းမှာအမဲခွက်ထင်ကြမဲ့အဖြစ်ပြပါကိုယ့်ရဲ့တပိုင်းမှာလဲအမဲခွက်ထင်ကြမဲ့အဖြစ်ပြပါကိုသားသမီးကိုတောင်မှနောင်ခံမှာ ပြန်ပြောရင်အလွန်ရှက်စရာကောင်းတဲ့ကိစ္စမျိုးပါရှက်စရာကောင်းရုံသာမကမိစ္ဆာစစ်သားအလုပ်ကိုလုပ်နေရတဲ့ဆိုဒါကိုတိတိကျကျသိဖို့လိုပါတယ်အဲ့ဒီအတွက်ဘာများအကျိုးရှိတယ်လဲဆိုတော့သူတို့ဒဏ်ရလို့ရှိရင်တက်ပြဖို့အထက်အရာရှိတွေကအမိန်ပေးနေပါတယ်အဲ့ဒါကြောင့်နွားဘဝတနက်ပြတတ်တဲ့ဆက်ရုပ်ဘဝရောက်နေကြတယ်လို့ကျွန်တော်ကထောက်ပြနေတာပါသူတို့ဘဝတော်တော်လူဖြစ်ရှုံးပါတယ်အဲ့ဒါကိုကိုယ်တိုင်သိကြဖို့လိုပါတယ်အဲ့ဒါလောက်တံပိုးမဲ့တစ္ဆာမရှိ ဂုံတိတ်ခါမှရှိတဲ့ဘဝကနေပြီးတော့ရုံထွက်ဖို့အချိန်တိုင်းမှာရတဲ့နည်းနဲ့စ조사တင်ပါတယ်လူဆိုရင်လူလိုတတ်သိရှိဖို့လိုပါတယ်လူတာဝန်ကိုသိဖို့လိုပါတယ်တမိုင်းဘေးတာဝန်ကိုနားလည်ဖို့ကြေပြွန်ဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်ကိုယ့်အသက်လေးတစ်ချောင်းတက်တာရရရဖို့ကိုယ့်ဘဝလေးနည်းနည်းခြောင်လှယ်ဖို့အတွက်တိုင်းပြည်ကိုတစ္ဆာမဖော်ဖို့တော်လှန်တဲ့လူငယ်တွေကိုပြန်ပြီးတော့ မသက်ဖြတ်ဖို့ဟာအလွန်ရေးကြီးတယ်လို့သတိပေးချင်ပါတယ်ခင်ဗျာ